နောင်ရောက်တာကန်းကြီးအပန်းပြေရေချိုးစိတ်ဖွံ့ဖွဲကိုဖေဖော်ဝါရီ၈ရက်ညနေ၄နာရီခွဲကညောင်တုံးမြို့ညောင်ချောင်းတာကန်းကြီးမှာစတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။အဒီအခမ်းအနားကို ARV တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင် ARV တိုင်းဒေသကြီးအစိုးရအဖွဲ့စီပင်တရားရေးဝန်ကြီးဦးကျော်မြင့်အမတ်တတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမိုးအမတ်နှစ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးကျော်ဆန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ကိုကိုမင်းတို့တက်ရောက်ပြီးဖဲချိုးဖြက်ဖွင့်လှစ်ပေးကြပါတယ်။အဒီနောက်တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေကညောင်ချောင်းတာကန်းကြီးမှာဖွင့်လှစ် ောက်ချနေတဲ့ဆိုင်ခန်းတွေကိုကြည့်ရှုစစ်ဆေးကြပါတယ်။အခုညောင်ချောင်းသာကန်းကြီးဟာအစိုးရတဲ့လက်ထက်မှာအစ်တစ်ဖွင့်လိုက်တဲ့ကန်းကြီးတစ်ခုဖြစ်ပြီးကန်းကြီးမှာအပန်းပြေစားတောက်နိုင်ဖို့အတွက်ဆိုင်ခန်းပေါင်း60ကျော်ဖွင့်လျောက်ချနေပါတယ်။ညောင်ချောင်းသာကန်းကြီးဟာရန်ကုန်မြို့ကနေမိုင်30ကျော်သာကောက်ဝေးတာဖြစ်ပြီးအခုလိုဖွင့်လိုက်တာကြောင့်ဒေသခံတွေရဲ့စီးပွားရေးနဲ့အဖက်ဖက်ကကောင်းမွန်လာမှာဖြစ်တယ်လို့တာဝန်ရှိသူတွေကသုံးသပ်ကြပါတယ်။အခုအစ်တစ်ဖွင့်လိုက်တဲ့ညောင်ချောင်းသာကန်းကြီးအတွက်တရားလီလန်ကြီး 825သိန်းစိုက်ကန်းပေါင်း60ရောင်းရောင်းမွေချက်သိန်း300နဲ့လျှောက်လာခါရီအပါအဝင်သိန်း1100ကျော်ရရှိခဲ့ပြီးရရှိတဲ့ငွေကြေးနဲ့စီပီတရားရေးကော်မတီကမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာပြန်လည်အသုံးချသွားမှာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုစံနယ်ပြည်ကရမင်းချုံနဲ့စုစုဆန်တို့ကပေးပို့ထားတာဖြစ်ပြီးကျမခိုင်သစင်ကတင်ဆက်ထားတာပါ။